ဒီမိုကရေစီအင်အားစုအဖွဲ့ကဥပမြင့်ဦးထေအောင်နဲ့ဒေါ်ဆက်ဆန်းဝင်းတို့ကိုဧပြီလ29ရက်နေ့ကကြောက်တရာမြွနယ်တရားရုံးကပုံမှန်ဆက်ရှင်နဲ့ရုံးထုတ်ဆစ်ဆေးခဲ့ပါတယ်။အဆိုပါနေ့ရုံးချိန်မှာဒီမိုကရေစီအင်အားစုအဖွဲ့ကဥပမြင့်ဦးထေအောင်ဒေါ်ဆက်ဆန်းဝင်းတို့ကိုကြောက်တရာမြွနယ်တရားရုံးကပုံမှန်ဆက်ရှင်နဲ့ထောင်နဲ့၃လချမှတ်ခဲ့ရဖြစ်ပါတယ်။ဒီမိုကရေစီအင်အားစုအဖွဲ့ကဥပမြင့်အပါအဝင်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့2014ခုနှစ်အောက်တိုဘာလ9ရက်နေ့ကထိုင်းနိုင်ငံဝင်ကြီးချုပ်မြန်မာနိုင်ငံကိုလာရောက်စဉ်ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ခိုရောင်ကျုံးလူသတ်မှုနဲ့အရေးယူခံထားရတဲ့မြန်မာနိုင်ငံသား2ဦးလွတ်မြောက်ရေးအတွက်စုလေဖျားမှာခွင့်ပြုချက်မဲ့ဆန္ဒပြခဲ့တာကြောင့်အခုလိုအမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအနေနဲ့ဒီမိုကရေစီအင်အားစုအဖွဲ့ဝင်တအုပ်ဖြစ်တဲ့ဥပမြင့်ကိုပြီးခဲ့တဲ့လတွေကနာတာမျိုးနယ်တရားရုံးကပုံမှန်ဆက်ရှင်နှမှုနဲ့ထောင်ဒဏ်၂လလမ်းမတော်တရားရုံးကပုံမှန်ဆက်ရှင်နဲ့ထောင်ဒဏ်၃လကြာခံစေဖို့အမိန့်ချမှတ်ထားပြီးဖြစ်တာကြောင့်အခုပြည်တယ်နဲ့ဆိုပါကစုစုပေါင်းထောင်ဒဏ်၈လကြာခံရမှာဖြစ်ပါတယ်။